ကိုကျွန်တော်တော့ရိုက်ကြည့်အောင်ဒီ၃လုံး၅နဲ့ဒီ၃လုံး၃နဲ့ကို၈ပါလို့ကနန်း၃လုံးထည့်ပြီးတော့ရိုက်ကြည့်အောင်နော်ကျွန်တော်၃ခွန်ခွန်ရိုက်မယ်ဆိုရင်ဒီကနန်း၃လုံး၄နဲ့ဒီကနန်း၃လုံး၄နဲ့ကို၈ဆိုတဲ့ကနန်းလေးညရိုက်ကြည့်ပေါ့နော်ကျွန်တော်ဒီ၆၈ခွန်ရိုက်မယ်ဆိုရင် ဒီကနသုံးလူတုံညာနဲ့ဒီကနသုံးလူရှင်လို့ရှစ်လို့ရိုက်ကြည့်မိပေါ့နော်ဒီကနကိုရိုက်မယ်ဆိုကျွန်တော်ဒီကနသုံးလူနဲ့နဲ့ဒီသုံးလူ6နဲ့ရှစ်လို့နံပါတ်5ဆိုရင်ကနရိုက်ကြည့်မိအဲ့နံပါတ်5လေးကိုကျွန်တော်ထည့်ရိုက်ကြည့်အောင်နော်ဒါကိုကိုပြတာတော့ဒီကနသုံးလူ5နဲ့ဒီကနသုံးလူ3နဲ့ကိုရှစ်လို့ ထဲရိုက်မဲ့နံပါတ်ကိုပြောချတယ်ပေါ့ဒီကနန်း3လုံး4နဲ့ဒီကနန်း3လုံး4နဲ့8လို့တထဲချတာပေါ့လေနော်အဲ့တော့ကျွန်တော်ဒီနေရာမှာလေးပေါ့ကျွန်တော်ဒီနံပါတ်5ကိုခေါ်ဆောတာပေါ့လေဒီကနန်း3လုံး3ညနဲ့ဒီကနန်း3လုံး8နဲ့8လို့ကျွန်တော်ခေါ်ဆောတယ်ပေါ့လေ ဒါဒီကနန်း3လုံးနဲ့အဲ့နဲ့နဲ့ဒီကနန်း3လုံး6နဲ့ကိုရှစ်လို့ကျွန်တော်ခေါ်ဆော့လိုက်တယ်ဗောဒီရကြက်ကိုဆော့တယ်ဗော3လုံး9နဲ့3လုံး3နဲ့8ဒီနောက်9ဆိုရင်ကနန်းဆော့တာဒီ3လုံး4နဲ့ဒီကနန်း3လုံး4နဲ့8ဒီနောက်ခွန်ဆော့တယ်ဒီ3လုံး3ညာနဲ့3လုံး8နောက်ခွန်ဆော်တယ်ဒီ3လုံးနဲ့3လုံး68နောက်9ဆော်တယ် ဒါလေးပြန်တော့သူဘာလို့အဲ့ကနန်းကိုဘာလို့ကျွန်တော်အဲ့တဘောတရားကိုဆွဲလေဆိုပြောပြမယ်တန်ပငါမာကနန်းပြမာကနန်းဒီနပင်ပြီးနဘခွန်သူမာကနန်းထေတယ်ပြဒီနပင်ပြီးဒီနဘခွန်မာကနန်းနေထေတယ်ဒီနပင်ပြီဒီနပကုမာကနန်းနေသေးတယ်ဗျဒီနပင်ပြီဒီနပတ်တဆိုတော့မာကနန်းနေသေးတယ် ဒီနပင်ပိဒီနဘငါဆိုတော့မာကနန်ထေရဒီနပင်ပိဒီနဘခွန်မာကနန်ထေရဒီနပင်ပိဒီနဘတုံးဆိုရကနာမြာသူကဒီနောက်ကနန်းကမာကနန်းနေဟူသူခေါ်ဆင်းလာတဲ့ပွဲမျိုးတွေပေါ့ဗျာဒီမာကနန်းတွေကိုခေါ်ဆင်းလာတဲ့ပွဲတွေကိုကျွန်တော်စပြီးတော့ ti te kane di na pe ma di na ba ku le ma ka nan so la di na pe di kon le ma so le di na pe bi na ba ko ma ka nan ne di na pe nga o ma ka nan so bi lo da a tong pyu lai de ma ka nan ni ko chano sin sa bi lo di ma ma ka nan ta long the da chano number 5 so le nan the cha la na da twet che mu ne bo le number 5 so le ma ka nan ta long tong lai de အဲ့လိုတုံးလိုက်လို့ရှိရင် ကနတိုက်ဆိုင်မှုတွေကြီးမဲ့ပေါ့နော်ကြီးမဲ့ဆိုလို့ရှိရင်သူကဒီနေရာမှာရိုက်သွားတာဗျာဒီကနန်း၃လုံး၃နေဒီနံပါတ်၉နေကိုသူကနစ်ပါလို့သူရိုက်သွားတယ်ဗျာအဲ့ဒီကနန်း၃လုံး၃နေနံပါတ်၉ကိုနစ်လို့သူရိုက်တယ်မြင်နေတယ်ကနဒီမှာနံပါတ်၄ဆိုရင်ကနမြင်တယ်ဗျာသူကဒီမှာနစ်ကြီးစာထည်ထားလို့ဗျာ ဒီ3 3 3နဲ့9နဲ့နှစ်ဆိုရယ်ကနဒီနှစ်ဒီနှစ်ကတော့တလုံးသေးနဲ့ဖြစ်တဲ့နှစ်မျိုးတော့မဟုတ်ဘူးဒါဆိုရင်ဗျာဒီကနာ3လုံးခေါ်နေဗျာဒီနံပါတ်ခေါ်နေဆိုလို့ရှင်4ဆိုရယ်ကနရိုက်ထားလိုက်ဗျာ4ဆိုရယ်ကနရိုက်ထားတာပေါ့သူကနော်သူကဒီမှာထဲတာနံပါတ်3ဆိုရယ်ကနမျိုးဖြစ်တယ်ဒီမှာနံပါတ်3ဆိုရယ်ကနမျိုးသူထဲ4လုံးမဖြူဗျာ3ထဲတာဟုတ်ပြီဗျာသူထဲချင်တယ် ဒီနေရာမှာဗျာဒီကနန်း38နဲ့နံပါတ်9ဆိုရင်ကနန်းထည်ဗျာကျွန်တော်အဖုံးမအုပ်ထားလို့လေဒီဥစ္စာအဲ့ဒါကြောင့်အလုပ်ဖြစ်တယ်အဲ့တော့ तू ကပါထဲလေဆိုတော့ဒီကနန်း38နဲ့9နဲ့9လေ तू ထဲတာနံပါတ်6ဒီ तू ထဲတာနံပါတ်6ဆိုရင်ကနန်းထည်ဗျာကဲဟုတ်ပြီဗောဗျာဒီကနန်း38နဲ့ဒီနံပါတ်9နဲ့ဆိုလို့ရှိရင် 3ဆိုလေကနထွက်တယ်ဗျာ3ဆိုလေကနထွက်တယ်အဲ့ဒါဆိုရင်ကနဘေးရလာတာလေးဗျာသူပေါ်လိုက်တယ်ကနဗျာဒီ3လုံး3နဲ့6လုံးတော့ဒီနှစ်ကြီးပေါ်လိုက်တယ်ဒီ3လုံးခွန်နဲ့ခွန်4ကြတော့နံပါတ်3လေ4လုံးမဖို့ထားဘူးဗျာဒီ3လုံး8နဲ့ခွန်နဲ့9ဆိုတော့နံပါတ်9လုံးမဖို့6လုံးဖို့လေကဲဒီ3လုံး8နဲ့9နဲ့ဘယ်ကနဖို့မလဲဘော ဒါဆိုကျွန်တော်တို့ကငန်းအကူတောင်းတော်မယ်ဒီနံပါတ်အကူတောင်းတော်မယ်ဆိုကျွန်တော်ဘယ်အနေတောင်းမလဲဆိုတော့ဒီငန်းနှလုံးတုံညာကလေးရှိနေတယ်ဗျာဒီငန်းနှလုံးတုံညာနေပြီးတော့ဒီ3ခုနဲ့ဆိုတဲ့ငန်းကိုသူလမ်းထည်တယ်ဒီ3ခုနဲ့အကူကြီးတောင်းနေဗျာဒီ3လုံးခုနဲ့ခုနဲ့4ဆိုတာဒီငန်းနှလုံးတက်ရှိတယ်ဒီငန်းနှလုံးတက်ရှိတယ်ဒီတုံညာ3ဆိုတဲ့4ကဒီ3လုံးခုခုနဲ့4လို့ထည်တယ် ဒီကဒီ38ခုနဲ့ကဒီ6ခုအကူကြီးတောင်းဖို့ဟာဒီကနန်းလုံး9ခုရှိပြီဒီ9နဲ့6နဲ့မှာ9ဆိုတဲ့ဒီ38ခု9တွတ်တိုင်မယ်ဆိုရင်ဒီ15တုံးကိုသူ့အကူကြီးတောင်းမယ်ဆိုလို့ရှိရင်ဒီကနန်းလုံး3ရာဆိုရင်ကနန်းရှိတယ်ဒီနှလုံး3ရာကိုနံပါတ်3ဒီနယ်ပဲကျွန်တော်ပွဲဥထွဲ3ထွဲရင်3ထည့်ရဲ့သဘောတရားကိုထိဆုံးဆွဲတာပေါ့เนาะအလွတ်မပေးဘူးဆိုတဲ့သဘောကိုပြောပြရတယ် အဲ့တော့သူဘယ်ထိပ်ပဲထွက်ထွက်ကြားဒီဖြစ်မကြားဒီဖြစ်နံပါတ်3ဆိုပြီးကနန်းကဒါထဲတယ်ပေါ့နော်ဒီ3ဆိုတာဘာဖြစ်တဲ့ညာဖြစ်တဲ့ရှိတယ်ဒါကနန်းရှင်းအောင်ပဲခြားတယ်တဘောပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကနန်း3လို့နဲ့လို့ဝင်သုံးမယ်ကနန်းကိုဒီ3ခုနဲ့လို့ကနန်းကိုဒီနှစ်ထိပ်ကိုပြေးရမယ်ကနန်းဒီနှလုံးတုံညာနဲ့တွက်ကြိုက်တယ်ဗျ ဒါဆိုဒီ3လုံး9ခွန်4ဆိုတော့နံပါတ်3ဆိုရေခဏဒါတစ်တုံညာ3ဆိုရေခဏ4ပါလို့ဝင်2တွေဗျာဒီကောက်ကဝင်2တွေဒါ3လုံး8နဲ့9နဲ့5လို့ထဲတော့ဒီနံပါတ်6ဆိုရေခဏကိုဒီခဏနှလုံး9နဲ့ဒီ6နဲ့5လို့ဝင်2ကြီးဒါ3လုံး8နဲ့5နဲ့3ဆိုရေခဏဒီခဏကို3လုံး3ပါလို့ဝင်2လိုက်တယ်အိန္ဒိယမှာဘောနော် ကြည်ကျွန်တော်တော့ကဏ္ဍတပေါက်တည်းထည့်ပြလို့မဖြစ်သေးတဲ့အခြေအနေမို့လို့ကဏ္ဍရဲ့အတိုင်းတာတွေထည့်ပြသွားမယ်ပြနော်အဲ့ဒီမှာတူဘယ်လိုကဏ္ဍမျိုးကပေါက်တာလဲဘုနော်ဒီကဏ္ဍသုံးလုံးသုံးနဲ့ကိုးနဲ့နှစ်ဆိုတဲ့ကဏ္ဍဒီနှစ်ကြီးပြတာကတော့ဒါသုံးလုံးနှစ်ဆိုတဲ့ကဏ္ဍရိုက်ထဲတဲ့ဒီနံပါတ်နှစ်ကို ဘာလို့တော့ဆိုရင်ကောင်းမလဲဒီနံပါတ်၃ညောက်တော့ဆိုရင်ကောင်းမလားဒီနှစ်ဆိုရယ်ကနေ၃ညဆော့ပဲဆိုလို့ရှိရင်ကနေဘယ်အတိုင်းတားလာမလဲဆိုလို့ရှိရင်ဒါ၃လေးဆင်ဆော့ပြတာဗျာဘယ်အတိုင်းတားလာမလဲဆိုရင်ဒီ၈၃ညနှစ်ဆိုရယ်ကနန်းက၃ညလို့ဖြစ်တယ်အဲ့ဒီ၈၃ညနှစ်ဆိုရယ်ကနန်း၃ညလို့ဖြစ်တယ်အဲ့ဒီ၃ညကိုပြောပြမယ်တေချာတော့နားထောင်တော့ ဒီနှစ်ကြီးပြန်ဆောတာဒီရှစ်တုံညာနှစ်ဆိုရကနာဒီတုံညာဆောမလားအဲ့လိုပဲဒီသုံးလုံးခုနှစ်ခုလေးကိုတစ်တုံညာလေးလို့ဒီနံပါတ်3ကိုပြန်ဆောမယ်ဆိုလို့ရှိရင်စောစောရှစ်တုံညာဆောတယ်ဆိုရင်ဒီ593ဆိုရကနာဘာလို့တော့ရိုက်လဲ593ဆိုရကနာနံပါတ်ခုဆိုရကနာကိုဆောသွားမလားဒီအလေနံပါတ်ပေါ့နော်ဒီအလေရဲ့နံပါတ်ကို ဒီ9ကိုသုံးခွန်ပါဆိုရင်နံပါတ်ကိုထပ်ဆော့သွားမလားကဲဒါဆိုရင်ကျွန်တော်တို့ဒီ3လုံး8နဲ့ခွန်နဲ့9တော့3665ဟုတ်ပြီသူအလုံးမပေးတော့ဒီ6ကြီးရလေနံပါတ်6နံပါတ်6နံပါတ်6ဆိုရယ်ဒီကနန်း3လုံး8ဆိုရယ်ကနန်းကိုခက်ခက်ခက်ခဲဘောဒီ8ကြီးကိုပေးရိုင်မလားဘောနော်သူရထားတဲ့အဖြေကိုပြန်ပြန်ပြီးလိုက်ထဲတဲ့အပေါက်မျိုးအဲ့တော့ဒီနေရာမှာဘောနော် အထက်ဘက်ကနံပါတ်300ရထားတယ်ဗျာဒီ385နဲ့39တဲ့3ဒီ3ကိုဆောမယ်ဆိုရင်ဒါ30လောက်ဆောတာဒီ953ဆိုရယ်ကနနံပါတ်ခွန်ဆိုရယ်ကနဖြစ်တာပေါ့ဘာထဲလဲနံပါတ်ခွန်ဆိုရယ်ကနဖြစ်တယ်နံပါတ်ခွန်ဆိုလို့ရှိရင်ဒါ305ပေါ့ဒီခွန်ကတအားကောင်းလို့ဗျာဒီနံပါတ်ခွန်ရဲ့ရည်ချက်ကိုဆောနေတယ်ဆိုတာ ဒီနဘခွေရဲ့ရုပ်ဥစောတယ်ဆိုတာဒီညမှာနဘခွန်လို့ထဲတယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီကောင်သုံးလုံးရှည်ရှိတယ်6 9 3အရှည်အဲ့ဒီရှည်ကိုဒီအလေသုံးလုံးသုံးဖြောင်ပြစ်ထဲပဲနဘခွန်နော်အဲ့ဒီသုံးလုံးရှည်ကိုသုံးလုံးပြစ်ထဲပဲနဘခွန်အဲ့လိုထဲပဲကနမ်းမျိုးပေါ့နော်အဲ့ဒီတော့တပင်းနှစ်ပင်းပါပေါ့ကျွန်တော်ဒီမှာ6နှစ်တက်ဆိုတော့9ရှည်တယ် အဲ့ကိုလေးလို့ပြစ်ထဲမဲ့၃ည၈၆ဆိုရင်နားပြစ်ထဲမှာတပင်းတပင်းမှာဆိုလို့ရှိရင်ဒါ၉ခွန်၃တုံးလို့၉အဲ့ကိုလေးပြစ်ထဲမှာဒီ၁၆ခွန်ဆိုရင်နားပြစ်ထဲမှာတပင်းတပင်းမှာဆိုလို့ရှိရင်ဒါ၉၉ခွန်ဆိုတော့၅ဆိုရင်နားအဲ့၅ကို၃ညလို့၉၉နဲ့ဆိုရင်နားကို၃ညလို့ပြစ်ထဲမှာတပင်းတပင်းပြီးလို့ရှိရင်ဒါ၈တနည်း၆အဲ့ အရှိတနစ်ကိုတစ်ပေါ့တစ်ရပါပါ6တုံညာတုံညာ6လို့ဒီကောင်ပြစ်ထဲမှာဆိုတော့အဲ့လိုပြစ်ထဲတယ်ဆိုတာကနတ်တခုထဲမှာလာဆိုမဟုတ်ဘူးเนาะအဲ့ဒီနံပါတ်ခွန်ဘယ်ပေါင်းစုမှန်နေဒါကျွန်တော်နောက်ပိုင်းဆက်ပြမယ်เนาะအဲ့လိုခွန်ဆိုတဲ့ကနတ်ကနော်ဒါရှင်းပြတော့ဒီမှာ တွတ်ထုတ်တဲ့နံပါတ်ကိုဒီကောင်ကိုဒါဒီတုံးလို့ရှက်ကနေပြီးတော့ဒီခွန်ကိုခွန်တုံးလို့ရိုက်ထဲသွားမယ်ဆိုရင်ပေါ့ သူကဘာသွားကောင်းနိုင်လဲဆိုတော့ဒီကောက်ဒီ3 brain ရှိတယ်ဗျာ3 brain နဲ့ဒီ tip brain ကိုလေးလူများရိုက်မလားဒီဘေးမှာ con brain ရှိတယ်အဲ့ဒီ con brain နဲ့3ခု con နဲ့ဒီကောက်အဲ sorry ခဏလေးအဲ့လိုမဟုတ်ဘူးเนาะအဲအဲ့လိုမဟုတ်ခဏလေးအဲ့ဒါကိုသူဒါကျွန်တော်ကဏ္ဍနေရပြတ်တွတ်တွတ်ထပ်နေမှုလေးဒီရှင်နှလုံးတုံညာနဲ့ပတ်သက်လို့ပြောမယ်ပြောနေဒါရှင်နှလုံးတုံညာလို့ຢာသွားတယ်ဆိုရင် ူကဒီမှာရှင်လုံးနေလို့ရတော့တယ်ဗျာအဲ့ရှင်လုံးနေလို့ရတော့တယ်ဆိုလို့ရှင်အဓိပ္ပာယ်ဒီနံပါတ်9ဗျာဒီနံပါတ်9နဲ့ဒီနှလုံးနေတဲ့ဒီကောင်တကြီးရိုက်မလားနော်ဒီကနနှလုံးတုံညာရတော့ဒီမှာလေးထိုင်မှာနံပါတ်10ကလေးရှိဒီတတုံးခွန်ဆိုလေကနန်းကိုတက်လို့များဒီကောင်ထိုးချမလားဒီကနနှလုံး၄မှာဆိုဒီမှာနံပါတ်ခွန်ရှိတယ်။ဒီခွန်၆၈ဆိုလေကနန်းက တစ်ပါလို့ပဲရိုင်မလားအခုသူဘေးမှာနံပါတ်7ဆိုရေကနန်းရှိနေပြဒီတသုံးခုဆိုရေကနန်းတက်လို့ရိုင်မလားဒါကျွန်တော်တေချာသွေးခေါ်ကြည့်တာဒီကောင်9နှစ်သုံးရောက်ကောက်တက်တော့မလားဗောဘာဖြစ်လို့လဲဆိုတော့ဒီနံပါတ်2ရထားရေကနန်းကိုဒီ8သုံးရအဲနော် so so sorry ဒီနေရထားရေကနန်းကို8သုံးရနှစ်ဆိုရေကနန်းကိုတော့သုံးရထည့်လိုက်တော့ဒီ9နှစ်သုံးရ တစ်လို့ပြီးတယ်ဗျာဒီမှာ3လုံး4လို့ထဲတယ်ဒီ3လုံးခွန်ခွန်4လို့ထဲဒီနံပါတ်3ဆော်တော့ဒီ993ဆိုရယ်ကနံပါတ်ခွန်ကြတော့ဒီရှင်လုံးပေါင်းတုံညာဒီတကြီးနဲ့တစ်ပါလို့ကနံကစားပေါ်မြင့်နေနော်ဒီ3လုံး8နဲ့ခွန်နဲ့9လေဒီကောင်366ကောင်ကဒီ6ကိုဆော်တာဒီ63လုံးဆိုရယ်ကနံ8က နံပါတ်ရှိကြတော့ဒီ၄နဲ့ဒီအောက်ကဒီအလေးခွန်နဲ့တစ်ပါလို့သူစော်သွားမလားသူတပြင်းကြီးစော်နေထွက်ချင်မထွက်တော့ဗျအဲ့ကနန်းကိုပေါ်လီဒါဘလို့စော်တင်တယ်လဲဆိုလေအကြောင်းပြောပြတာပေါ့ဒါ၃လုံး၈နဲ့၅နဲ့၃တော့၉၁၃အောင်လမ်းရိုက်တဲ့အခါကျတော့ဒီနံပါတ်3ဆိုရယ်ကနက953ကိုခွန်ပါလို့အလဲမှာနံပါတ်ခွန်ထဲတော့ဒီ33ခွန်ဆိုရယ်ကနန်းကိုဒီကောင်တိရိုက်တာလို့ ဒီ86ကိုတည့်ရိုက်ပါလို့ဒီ3ခုကိုတည့်ရိုက်တာလို့ဒီ9နဲ့3ညာတက်ဆိုရင်တော့ဒီအတွဲများဖြစ်နေမလားသူဒါမျိုးလေးမထဲဘူးဆိုရင်ပေါ့လေဒါမျိုးလေးမထဲဘူးဆိုရင်တုံညာဘရိတ်ကတော့ကောင်းတော့ကောင်းပါလေသူကဒီနေရာမှာစကားပြောမယ်ကနပြန်တော့ ကျွန်တော်အခုတင်တာဘယ်နှပင်ရှိပြီလဲဆိုတော့ဒီနံပါတ်ကိုတင်တာကျွန်တော်3ပင်လောက်ရှိပြီပြန်တော့ခဏ3ပင်လောက်ရှိပြီခဏနေကျွန်တော်9 3နှစ်ချလိုက်3နှစ်5ချလိုက်ကျွန်တော်ချားနေတာဗောနော်ဒီနံပါတ်ကြီးချားတာအခုကောင်3ခွန်5မထွက်ပဲနေ3နှစ်5ထွက်ခဲ့ရင်ဒီအစိမ်းရောင်ကာလာလေးကိုယူယူတန်တန်လေးခဏရှင်းလိုက်မလား9ပါ ဒီအစိမ်းရောင်ကိုကာလာရွရွတန်တန်ရှင်းမလားတစ်ခွန်ခွန်ငားပါလို့ဒီအစိမ်းရောင်ကာလာရွရွတန်တန်ရှင်းမယ်ဆိုတော့တုံညာခွန်ရှင်ငားပါလို့ဒီနေရာမှာနံပါတ်ခွန်လို့မရိုက်ပဲနံပါတ်1လို့ရိုက်မယ်ဆိုတုံညာ3နှစ်ကငားပါလို့ခွန်မရိုက်ပဲနှစ်ကြီးកောက်ရိုက်မလား ဒါတော့ဒီကနန်းလူ9နဲ့တုံညာဝင်9ဆိုရင်ကနန်းရဲ့အဖြစ်ပဲယူယူတန်းတန်းယူရိုက်မလားပေါ့ဒီရှစ်ခွန်ဆိုရင်ကနန်း9ပါဘေးပေါ့ဒီခွန်ရှစ်ဆိုရင်ကနန်း9အနေနဲ့ပဲဆော့မယ်ပေါ့ဒီနှလုံးသုံးတဲ့အလေထိုင်နှစ်နဲ့မှ9လူပဲဆော့မယ်ဆိုရင်တော့ဒါတုံးခွန်9မပေးတော့မင်းနဲ့နံပါတ်1ဆိုရင်ကနန်းနဲ့ဝင်ချလာမလားနာ တဘောတရားကြီးပြောပြတယ်လေဒါကတော့နည်းနည်းခက်ခဲကြီးရိုက်တာပေါ့ဗျာဟိုကောင်းဒီပြန်ပြီးတော့ကနန်းထေတဲ့နှစ်ပကူဒါနည်းနည်းခက်ခဲကြီးရိုက်ကြည့်တယ်ဒါကတော့အဖြေကတော့ရှင်းတာပေါ့လေနော်အဲဒါကတော့ကျွန်တော်ပြောပြောဟိုသုံးလုံးတင်နေပြားနေတာမဟုတ်ပြန်တော့ဟိုသုံးလုံးတက်ကသူကသူတက်တာတက်တာအဲ့ဒါအဲ့တက်ကအဲ့ဇလန်သူကနော်အဲ့ကောင်တက်တဲ့ဆိုကံကံမတကသူထက်မြင့်မရတော့မှသူထက်နေလို့တော့မရဘူးအဲ့လိုရိုက်မလားဘူး ကဲအဲ့လိုလည်းမဟုတ်ပြန်ဘူးကိုကျွန်တော်ရှင်းပြနေတော့ဆယ်လုံးကြီးပြန်လည်းမရတယ်ဘယ်တော့အဖြစ်ကိုအတွက်ကံဖြစ်နိုင်တယ်ဆိုတော့ရှင်းပြန်ပါအဲ့လိုလည်းသူမရိုက်ဘူးဆိုရင်ဘာကိုရိုက်ချင်တာလဲဟုတ်နော်ဘာကိုရိုက်ချင်တာလဲဟုတ်အဲ့ဒီအဖြစ်လေးကိုကျွန်တော်စဉ်းစားကြည့်ရပေါ့လေနော် နံပါတ်1ဆိုတဲ့ကဒန်းလေကောင်မချသေးဘူးဗျာနံပါတ်1ဆိုတဲ့ကဒန်းကလေကောင်မထဲလာသေးဘူးဗျာနော်ဒါလည်းကျွန်တော်ကြည်ရသေးဗျာအလေးတိုင်းနံပါတ်1ကြီးပြောင်းနေတယ်ဗျာတကြီးမထဲလာသေးဘူးအဲ့တော့ဒီညမှာနံပါတ်1လို့ထဲချင်တယ်ဆိုလို့ရှိကနဘလို့တွားရိုက်မလဲဆိုတော့စောစောပြောလိုက်တဲ့ ငါ့ကိုဒီတုံးလုံးငါ့ကိုဖြုတ်ပြီးတော့ဘယ်ငါနဲ့ဆောမလဲဒီမှာနှစ်ကနေတက်တွင်းလိုက်လို့ရှိရင်ဒီကနန်းတုံးလုံးလေးနဲ့ဒီတစ်ဘရိတ်ကိုငါလို့ဒါဘရိတ်နဲ့ခေါ်ရရင်အလေထိုင်တက်ပြုတ်ကြတယ်နော်ဒီတုံးလုံးရှင်းနဲ့ဒီခွန်ဘရိတ်နဲ့ငါလို့ခေါ်ရရင်ပြုတ်ကြတယ်နော်အော်ရိုးရိုးရိုက်မြလို့ဆန်းဆန်းရိုက်တာ ဒီသုံးလုံးလေးနဲ့ဒီတစ်ပိနဲ့ငါလို့ခေါ်ရိုက်သွားပြီးတော့ဒီသုံးလုံးချောင်းနဲ့ကိုးပိနဲ့ငါလို့မရှိတဲ့မထွက်သေးတာပေါ့နော်မထွက်သေးတဲ့အလေတိုင်းနံပါတ်၁ကိုကောက်ထည့်သွားမယ်ဆိုလို့ရှိရင်ပေါ့ဒီလိုကနန်းမျိုးနဲ့ကြာသွားမလားပေါ့နော်အဲ့တော့ तू ကဒီသုံးလုံးလေးနဲ့ဒီတစ်ပိကြီးနေမှာလေကောက်ကောက်ငါမလားပေါ့ကျွန်တော်တို့ကတော့ဒီလိုရိုးရိုးကောက်ငါကြည့်တဲ့အချိန်မပြေဘူးဆိုရင် ဒီလိုသုံးလို့ရှိနေဒီခွန်ဘရိတ်ထဲမှာဒီကောင်ကောက်ငားမယ်ကနားမျိုးဘာသူအထိုင်ကနားမရှိလို့လေတကြီးဟာအဲ့တော့ဒီသုံးလုံးလေးနဲ့ဒီ6ရှစ်ခွန်တင်းထဲမှာဒီကောင်ကောက်ငားမယ်ကနားမျိုးထွက်သွားလို့ရှိဒီကနားသုံးလုံး6ထဲမှာဒီသုံးလုံး9ထဲမှာကောက်ငားတယ်ဆိုရင်ကနားကဒီအနိကမှာ ဒီနှလုံးလေးကိုနောက်ခွန်ရိုက်တယ်ဒီကနန်းနှလုံးလေးနောက်ခွန်ရိုက်တယ်အနိကနပင်ရိုက်ပြီးနစ်နစ်ခေါ၃၃လို့မထွက်ဘူးသူကနစ်ခွန်ပြီး၃လို့အပီးကိုကနန်းထဲတဲ့အတွက်မလို့ဒီ၃၈ဆိုတယ်ကနန်းဒီကောက်ဒီမှာရှင်နှလုံးလေးကိုနောက်ခွန်ရှင်နှလုံးလေးနောက်ခွန်ဒီခါ၃ထိတ်နဲ့နောက်လုံးပေါင်း၆၃ထိတ်နဲ့နောက်လုံးပေါင်း၆လို့ လေးထိတ်နောင်လုံးပေါင်းခွန်လေးထိတ်နောင်လုံးပေါင်းခွန်ဒီခါသုံးထိတ်နောင်လုံးပေါင်း6သုံးထိတ်နောင်လုံးပေါင်း6ပါလို့ကဏ္ဍကတ်ထဲတွားမယ်ဆိုရင်ဒါဘက်ပေါင်းစုံတွေးခေါ်ပြီးတော့ပြောပြရတာပေါ့နော်ကဏ္ဍတော့တွက်မယ်ဆိုရင်ကျွန်တော်ပြောလိုက်ခါကဏ္ဍ10လုံးကြိုက်ရထည့်ပြလို့ရဒါပေမဲ့အတွေးခေါ်အယူဆကိုထဲတဲ့ဒီ3လုံး5ကမားတော့ပြီဆိုရင်သူကဒီ3လုံး4နဲ့ဒီ10လုံး5ခေါ်ရိုက်သွားမယ်ပုံစံမျိုးပေါ့ဗျာ ဒီကနန်းလုံးရှင်တဲ့ခွန်ငါလို့မားမယ်ဆိုရင်တော့ဒီသုံးလုံးရှင်တဲ့ဒီခွန်ပရိတ်နဲ့ငါလို့ तू ကဆော့ပြသွားလို့ရတယ်ဗျာဒီကနန်းလုံးခွန်နဲ့နံပါတ်ရှင်နဲ့ငါလို့ဆိုပြီးတော့ဒီသုံးလုံးလေးနဲ့တစ်ပရိတ်ငါပါလို့ तू ခေါ်လို့ရိုက်တယ်ဒါပေါ်ပါဗျာဒီသုံးလုံးသုံးနဲ့နှစ်နဲ့ငါတယ်ဗျာအလဲပါနှစ်နဲ့ငါတယ်ဗျာဒီသုံးလုံး6နဲ့ဒီမှာ9ပရိတ်နဲ့ငါတယ်ဗျာအဲတဘောပြောပြတာတော့9ပရိတ်နဲ့ငါတယ်ဗျာဒီလိုခွားခေါ်အလဲထိုင်နှစ်နဲ့ဒီလိုကနာမျိုးပေါ့ကျွန်တော်လည်း ဒီလိုနံပါတ်၃ညာကိုထဲပြရည်ဗျာဒါတို့လွယ်လွယ်လေးထဲပြရည်ဒီ၃လုံး၃လေးနဲ့ဆိုရယ်ခဏ၉လို့ကြားတယ်ဒီ၉ခွန်၃ဆိုရယ်ခဏ၉လို့ကြားတယ်၄၉၆ဆိုရယ်ခဏ၉လို့ကြားတယ်ဒီမှာခွန်နဲ့ရှိတယ်နံပါတ်၃ညာထဲ၉လို့ကြားတယ်နောက်ခေါ်နောက်ခေါ်ကတော့နောက်ခေါ်ကတော့ခဏတွက်ပြဖို့နော်တွက်ပြမယ် အနောက်ခွန်နဲ့တိတံတွေ့ပြမယ်နောက်ခွန်ဆိုတာကျွန်တော်ပြောပြမယ်နောက်ခွန်ဆိုရကနဒီတကြည်ပြခါတို့ဒီရှစ်တုံညာသုံးပိတ်ရိတ်ထိတ်တာအဲ့ဒီရှစ်တုံညာသုံးဒီတက်ကိုရှစ်တုံညာသုံးတည်ရိုက်တော့အောက်ကိုဒီကိုသုံးကိုဆိုရကနလမ်းတက်သွားတာတာတမှုရှင်းပြမယ်အဲ့မှာဒီကောင်ဒီနံပါတ်9ပြအဲ့နံပါတ်9 5လေးတုံညာလမ်းရိုက်တာ ဒီနာဘကု9လေး3ညာ9လို့ရိုက်တဲ့အချိန်မှာဒီအောက်ခွန်အောက်ခွန်အဒီကောင်တစ်စ်ခွန်ဆိုရယ်ကနလန်ကူသွားရတာဒီနာဘခွန်ဒီနာဘခွန်ဆိုတာဒီ683ဆိုရယ်ကနရိုက်တာ683ဆိုရယ်ကနခွန်ရိုက်တာအောက်ကနာဘခွန်ဒီကခွန်3ခွန်ဆိုရယ်ကနလိုင်းပြီးတော့ဆက်တိုက်ရိုက်တာအခုဒီနာဘခွန်93ညာ6ဆိုရယ်ကနလန်းခွန်ပြီးရိုက်သွားလိုက်တာအဲ့ခွန်ဒီအောက်ကကနကိုခွန်ရိုက်ပြီးတော့ဒီ19ခွန်ဆိုရယ်ကနလမ်းရိုက်လို့ရဒီကောင်ဒီကောင် ဒါမျိုးရိုက်လို့ရတယ်အဲ့မှာလေတိုင်းနှစ်ကတော့ဇောဆွားကိုပဲရှင်းပြရတော့ဘောနော်ဒါမျိုးတွေတော့ရိုက်လို့ရတယ်ဒါပေမဲ့သူ့ထက်ကနန်းကိုပို့ပြီးတော့မှပြ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 ရိုက်တဲ့နံပါတ်တော့ကျွန်တော်ဒီတစ်ပင်မှာအဲ့လိုပြတ်တာနေဘောနော်အဲ့တော့ဒါကျွန်တော်တို့ဒီနောက်ငါးဆိုတာတော့မာကနန်းနေနေရိုက်တာမှန်ပါလေနံပါတ်ခွန်ဆိုလဲမာကနန်းပါပဲဒါပေမဲ့မာကနန်းထဲမှာကျွန်တော်ဒီနံပါတ်၅ဆိုလေကနန်းက အတွေ့ခေါ်တော့နှစ်ပင်ပေါ်ပါပဲဒီ၃ထိန်နှလုံးပေါင်း၆၃ထိန်နှလုံးပေါင်း၆ကိုဒီအတွေ့ခေါ်စဉ်းစားပြီးတော့ယူဆပြီးတော့ရိုက်တဲ့သဘောအ၃ခွန်၅အနေနဲ့မရဘူးလားဆိုရင်ရပါတယ်နော်အဲ့တော့ကျွန်တော်ဒါတော့နံပါတ်၁ကလည်းဒီရှင်းကြီးကြလို့ခြားတာဗျာတကြီးဆိုတာသူကဒီနောက်ရှင်းမရှိခဲ့ဘူးဗျာဒီကောင်မထဲလာဘူးဗျာနောက်ရှင်းကြီးကနောက်ရှင်းဆိုရင်ကနန်းက အခုဒီပွဲမှာထဲတဲ့အတွက်ကနန်းစိန်ကြီးထဲလာတဲ့နောက်ရှင်မလို့ဒါကနန်းစိန်ကိုအလေထိုင်နံပါတ်1ကိုခေါ်ရရချင်းဖြစ်တယ်နော်အဲ့ဒါကြောင့်ဒီအလေထိုင်နံပါတ်1ဒီကောင်အစိမ့်ထဲသူကလည်းကနန်းစိန်ထဲလာရင်ဒီကောင်လည်းကနန်းစိန်ပဲဆိုတဲ့သဘောကိုထည့်ရိုက်တဲ့တပည့်နော်အဲ့လိုခေါ်ရိုက်တဲ့နံပါတ်မျိုးလည်းဖြစ်တယ်နော်သူကနောက်ရှစ်ကကနန်းစိန်ထဲတော့အလေထိုင်ကလည်းမကြသေးတဲ့နံပါတ်ကိုဒါဆွဲချပြီးတော့ကနန်းရှင်းပြတာဒီ၃ထိန်နောက်လုံးပေါင်း၆နေနဲ့ ဒါရှင်းပြလေဒါမဲ့ဒီ3 3 5 3 5 3 1 5ပေါ့နော်အဲ3ခွက်ကတော့ကျွန်တော်ရှင်းပြလိုက်တယ်နော်အဲ့ဒါတော့သူရဲ့အဓိပ္ပာယ်လေးတွေစောစောကြီးပြောလို့ပဲပေါ့နော်ကျွန်တော်ပြောခဲ့လို့ပဲဒီနံပါတ်9ယူဒီကောင်ဆောမှာဟိုနံပါတ်9ရဲ့အဓိပ္ပာယ်ကဒီ3လုံး9နဲ့3လုံး3နဲ့8ကနံပါတ်9လွတ်ထားတယ်ကနနီဆောတာပေါ့နော်ဒီ3လုံး4နဲ့3လုံး4 8နံပါတ်9ဆောတာ3လုံး3ညာ3လုံး8နံပါတ်9ဆောလို့ ဒီ3လုံး1နဲ့3လုံး68နံပါတ်5ဆိုရင်ကနောက်ဆော်တာပေါ့နော်အဲ့လိုဆော်တဲ့ရည်ရဲ့ဂျက်ဆရာဒီ3လုံး3နဲ့9နဲ့2ကြီးကြာတာဒီကောင်3 9နဲ့ white လာတာပေါ့နော်ဒီ3လုံး9နဲ့9နဲ့လေးရတစ်တုံညာ3ကိုလိုက်လာတာဒီ3လုံး6နဲ့9နဲ့9က3 66လိုက်လာတယ်ဆိုရင်3လုံး6နဲ့9နဲ့3ကို9 13ဝင်လိုက်လာမယ်3ချိန်နဲ့ဆော်ပြတယ်အဲ့ညမှာကိုက ထဲချင်းတဲ့ဆိုထဲလို့ရတယ်နော်နဘခုံတော့ရှင်းပြရတယ်ဒီငါးတုံများလေးငါးရိုက်တာလို့ဒီရှစ်ခွန်းကောင်းငါးလာလို့ဒီခွန်းရှစ်ကောင်းငါးလေလို့ဒီသုံးနဲ့နံပါတ်နဲ့ကောင်းငါးလေဆိုရင်မိမိတဘောနော်ရိုက်လို့ရတယ်ဆိုရဲအကြောင်းဟိုကောင်ကြတော့နည်းနည်းတော့မြင်သွားလားဒီဒီရှစ်တုံများနဲ့ကတုံများရိုက်တာသူအဲ့လိုပဲရိုက်တာကကနန်းကသူကတခါလေကိုတွက်လိုက်တဲ့နံပါတ်အဲ့လိုမဝင်လို့အဲ့လိုရိုက်ပြတာပေါ့ဗျဒီကောင်ကအဲ့လိုမျိုးရိုက်ရိုက်သွားတော့ကျွန်တော်ခံနေရတော့ ကျွန်တော်ပြောပြီးတော့ကားလို့ဒီ66နှစ်မှာဒီ6ကြီးကြားတယ်ဆိုတော့ဒီ6သိပေကဒီနံပါတ်၄နဲ့နှစ်နဲ့တွဲတွဲမှာလာလीဒီ6သိပေဒါမျိုးသွားကြတော့သူကနဝမ်းဆက်ကြီးကြတော့ဒီကောင်လဲဒီလိုပဲဒီရှစ်ကြီးရှစ်ရိတ်ဘယ်ထိပ်စည်းကြိုင်ဘယ်နောက်ပိတ်ဆိုဒီနံပါတ်9နဲ့10နဲ့တွဲကြလို့တော့ဒီကောင်၃ဖြစ်မော၃ကြိုင်9ရှစ်ဆိုဒါမျိုးကနတွဲရိတ်လို့ ဒါဟုနမူနာယူပြီးပြောပြတာဒီမှာနစ်ထရတဲ့အခါမှာဒီရှင်းတုံညာနစ်ကဒီကောင်တုံညာလို့ကနန်းတယ်မှာဒီ၃ကုနစ်ကဒီ၃လုံးနစ်လာကြလို့ရှင်ဒါရှင်းတုံညာနစ်တုံညာဆိုရင်ကနန်းကတုံညာကိုပို့တင်ထဲတယ်ကနန်းမျိုးလားအဲ့လိုထဲတယ်ဆိုတော့ဒါကုနစ်တုံညာဆိုတာတစ်ကြီးရိုက်မှာပေါ့နော်တစ်ဆိုတာဖြီးရိုက်လို့ရတယ်ဟိုတောင်အဖြီးလည်းရတယ်ဒီကုတုံညာနစ်တစ်ပဲဖြီးဖြီးငါလေးနဲ့အောက်ဘယ်တစ်ကြီးရပဲသွားဖြီးဖြီးချင်းလည်းဖြီးလို့ရတယ်ဒါပေမဲ့သူ့ရဲ့သဘောတရားကိုကြည်ပြီးရိုက်လို့ရှင်တော့ ဒီကနေ့ရဲ့ပုံစံတာမျိုးဖြစ်တယ်နော်โอเค